မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီး ိုင်ငံတော်ယာယီသမ္မတဒူဝါလာရှီလာနဲ့ KNU ဥက္ကဋ္ဌပရိုဂွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တင်ပြမယ်ဖြစ်ပါတယ်ရှင်။တော်လိုင်းရင်ရာစုများအကြပူပေါင်းလက်တွဲလှုပ်ဆောင်မဲ့ခန္ဓာရင်းနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလာရှီလာနဲ့ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပရိုဂွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့စက်တင်ဘာလ25ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။မျိုးဥတော်လိုင်းအမြန်ဆုံးအောင်မြင်စေရန်တော်လိုင်းအင်အားစုများကြား ူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးအကျယ်တဝင့်ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။တလိုင်းရာစုများကြားယခုထက်ပုံမစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆရာနာရှင်လက်အောက်မှာပြီးတိုင်လွတ်မြောက်ရေးဆရာနာရှင်နဲ့အာနာရှင်ဟူသမျှအမြင့်ဖြတ်တိုက်ဖြတ်ရေးလလမှုငိမ့်ချမ်းမှုနဲ့လူလူတရားဝါပြောမှုတို့ကို ဖော်ဆောင်နိုင်ရို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်အတွက်လဲခေါင်းဆောင်နှုတ်သဘောတူညီခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါရဲ့ရှင် ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာအခြေအနေရရက်ကပြည်သူ့နေဦးဒေါ်လာရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့ဒေါ်လာရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ NUG ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကမ္ဘာချိန်နေရရက်ကပြည်သူတွေဦးတော်လန်ရဲ့ပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့တော်လန်ရဲ့ကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကစက်တင်ဘာလ25ရက်ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်ကမ္ဘာချိန်နေရရကပြည်သူတွေဦးတော်လန်ရေးပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာ ိုအားကိုကိုပြီးဒီနေ့ဒီချိန်ထိရှောက်လန်းလာခဲ့ကြသလိုရှစ်ဆက်ပြီးလဲကိုခုကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသနိုင်မှုအင်အားတွေရှိနေကြဖို့လိုအပ်ပါတယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စက်တင်ဘာလ20ရက်စကိုင်းတိုင်းကတာခိုင်ဗမောက်မြို့ကိုအမှတ်1စစ်တေသားရဲ့ကုတ်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအအောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူကြောင်း မျိုးတစ်မျိုးသိမ့်ပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလုံးဆောင်ရမှာတွေကလည်းအင်မတန်များပြတယ်ဆိုတာရှေ့မှာအတွေ့အကြုံလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝင်ကြီးဌာနများတေချာစွာပေါင်းဆက်ညှိနှိုင်းလုံးဆောင်ကြဖို့လွန်စွာအရေးကြီးကြောင်းပြည်အောင်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ PDF တွေရဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအယက်သားပြည်သူတွေပေါ်လေးစားစွာဆက်ဆံမှုဖော်ပြထားတဲ့သတင်းပဲဖြစ်ပါရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလိုင်းနာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအရသာပြည်သူများအပေါ်လူသားဆန်မှုလေးစားစွာဆက်ဆံမှုအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်ခဲ့ပါတယ်။မြန်မာညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ကစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေထဲမှာအရသာပြည်သူတွေအပေါ်လူသားဆန်စွာနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးအရသာပြည်သူတွေအပေါ်ဖိနှိပ်တာတွေလူခွင့်ရေးချိုးဖောက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကိုအလေးပေးထည့်သွင်းထားပါတယ်။ လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလိုက်နာနိုင်ဖို့မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေဆင်ဆက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေရလို့ဆိုပါရယ်။ဒါအပြင်ကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်တပ်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်ညားတွေကိုပါဖွင့်လှစ်ထားတယ်လို့အသိပေးထားပါရယ်။ပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းဟာစစ်တီတော်ကျင့်ဝတ်တွေကိုတိကျစွာလိုက်နာပြည်သူကိုမျက်နှာမူတဲ့ ကာကွယ်သူတွေဖြစ်ကြောင်းတတ်သိထူရင်ပြည်သူနဲ့တသားတည်းရှိနေကြရမှာဖြစ်တယ်လို့ပြောပါရယ်ဆက်ဘဆိုင်ရာကျင့်ဝတ်တွေထဲမှာအယသားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေလည်းပါဝင်ပြီးပြည်သူတမတော်သားတွေတိုက်ပွဲဝင်ရတဲ့ရွယ်ချက်တွေထဲမှာဆိုရင် မတရားမှုကိုလက်မခံလိုခြင်းကိုပြည်သူကိုကာကွယ်ခြင်းတွေဟာရေတောက်မြေအဖြစ်ပါဝင်တဲ့အချက်တွေပဲဖြစ်ပါရဲ့ရှင် ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့စတေမာလာအတွင်းအကြံဖတ်ဆဲအုပ်စုကပြည်သူ69ဦးထိတက်ဖြတ်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ယခုစတေမာလာအတွင်းအကြံဖတ်ဆဲအုပ်စုကပြည်သူ69ဦးထိတက်ဖြတ်ထားတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါရဲ့။ AAPP ရဲ့ကောက်ယူထားတဲ့သတင်းချက်လက်တွေအရစတေမာလာတရက်ကနေ25ရက်အထိနိုင်ငံတွင်းမှာအကြံဖတ်ဆဲအုပ်စုကြောင့်အမျိုးသမီး28ဦးနဲ့အမျိုးသား62ဦးစုစုပေါင်း60ဦးထိတည်ဆုံးခဲ့တာကိုအမြင်နဲ့တကွအတည်ပြုနိုင်ခဲ့တာကိုတွေ့ရပါရဲ့။ ဲ့ဒီတည်ဆောင်းသူရေအတွက်ထဲမှာအသက်18နှစ်ယောက်ကလေးငယ်28ဦးအထိပါဝင်တယ်လို့လည်း EPP ကအသိပေးထားပါဗျ။အကြံဖတ်ဆေးအုပ်စုကြောင့်တည်ဆောင်းသူ60ဦးထဲမှာသခိုင်းတန်းက29ဦးနဲ့တည်ဆောင်းမှုအများဆုံးဖြစ်ခဲ့ရတယ်လို့ရခိုင်ပြည်နယ်ကလည်းတည်ဆောင်းသူ21ဦးနဲ့ဒုတိယတည်ဆောင်းမှုအများဆုံးဒေသဖြစ်ခဲ့ရပါဗျ။ထားပြင်တည်ဆုံးသူ60ဦးထဲမှာ53ဦးကအကြံဖတ်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးရတာဖြစ်ပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်16ဦးတည်ဆုံးခဲ့ရပါတယ်။ အကြံဖတ်ဆဲအုပ်စုကမတရားအနာလူ위ဖို့စ조사ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်စက်တင်ဘာလ25ရက်အတွင်းအကြံဖတ်ဆဲအုပ်စုနဲ့လက်ပါစစ်တွေကြောင့်တည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း8248ဦးထိရှိပြီဖြစ်တယ်လို့လည်း AAPB ကဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျာကာလာအခြေခံပညာပြည်သူပညာရေးကျောင်းများအဖြစ်အတိမတ်ပြုတက်တန်းတိုးခွင့်ရတဲ့ကျောင်းများဆင်းကိုထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ဂျာကာလာအခြေခံပညာပြည်သူပညာရေးအကြောင်းများအဖြစ်အတိမတ်ပြုတက်တန်းထုတ်ခွင့်ရတဲ့အကြောင်းများဆင်းကိုအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကစက်တင်ဘာ24ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကဂျာကာလာမှာပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ចောင်းသားចောင်းသူတွေကိုဆင်ဆက်မပြတ်ပညာသင်ယူနိုင်မှုအတွက်မြေပြင်ပြည်သူပညာရေးအကြောင်းအွန်လိုင်းចောင်းတွေနဲ့ဆက်သွယ်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပညာရေးဝန်ကြီးဌာနကိုအတိမတ်ပြုတက်တန်းတိုးလျှောက်လာတင်ထားတဲ့အကြောင်းတွေကိုပညာရေးဝန်ကြီးဌာနလေးလာဆန်းစစ်အကဲဖြတ်ရေးဌာနမှကျောင်းရဲ့လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလေ့လာဆန်းစစ်အကဲဖြတ်တဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနရဲ့သဘောထားမှတ်ချက်အရပြည်သူပညာရေးကြောင့်အတိမတ်ပြုမူဝါဒဆက်တက်ချက်နဲ့ Information and Technology Security Guideline တွေကိုလိုက်နာဆောင်ရွက်ပါမယ်လို့ဝန်ခံကတိပြုထားတာကို တွေ့ရပါတယ်။အဲလိုကျင့်သက်ဖွယ်ရာဆောင်ရွက်ထားကြတာကိုတွေ့ရတဲ့ ကျောင်း36ကျောင်းကိုအွန်လိုင်းပြည်သူပညာရေးကျောင်းတွေကိုဂျာကာလာအခြေခံပညာပြည်သူပညာရေးကျောင်းအဖြစ်အတိမတ်ပြုတက်တန်းတိုးပေးလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲအတုကိုလုံးဝရှုတ်ချပြီးနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့လူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဥက္ကဋ္ဌကတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အကြံဖက်စစ်တပ်ကပြုလုပ်မဲ့အတွေ့အကြုံတွေကောက်ပွဲကျင်းပမှာကိုလုံးဝရှုံချပြီးနိုင်ငံရေးကျင်းသားများအားလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHA ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကတောင်းဆိုလိုက်ပါတယ်။စက်တင်ဘာလ15ရက်မှာကျင်းပခဲ့တဲ့နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားမှာလူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHA ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကမိကုံးပြောကြားခဲ့တာဖြစ်ပါတယ်။ CRPH ကိုချီချူးဂုံပြုတ်တယ်လို့ ယခုလိုတကယ့်ကိုအာဏာရှင်စနစ်ကိုစန့်ကျင်ပြီးခက်ခဲလာတဲ့အခက်အခဲများကြားမှာဒီမိုကရေစီရောကျပျက်စီးသွားတာကိုစ조사တော်လန်နေကြသူများအလုံးကိုချီးကျူးဂုဏ်ပြုကြောင်းပြောကြားလိုက်ပါတယ်။အရှိတောင်အာရှမှာဒီမိုကရေစီဟာနိလန်ပေါင်းစုံနဲ့တိုက်ခိုက်ခံနေရပြီးအရက်ဖက်နေရာဟာလည်းကျင်းမြောင်းနေသလိုအမှန်တရားပြောကြမဲ့သူတွေကိုလည်းနှုတ်ဆက်အောင်ဥတွေကိုလက်နက်ဖွဲ့အသုံးချပြီးအာဏာရှင်စနစ်လည်းမြင့်တက်လာပါတယ်လို့မာစီ ခရစ်စတီဘရန်ကရှင်းပြပါဗျ။နိုင်ငံကတိုင်ဝင်းကိုလည်းပြစ်မှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့စစ်တပ်ကိုငွေကြေးစည်းစိမ်မှုတွေကိုဖျက်တောက်ဖို့လိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီဒေါ်လာ15တန်းကိုလည်းနေဆက်ဖျက်ကျော်နီလန်းတွေရွက်ရွာလူလူအခြေပြုနီလန်းတွေကတဆင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့အမျိုးသမီးလူငယ်တိုင်းရင်းသားလူနည်းစုတွေရိုဟင်ဂျာတွေဖဲချင်းခံထားရတဲ့အစုအဖွဲ့တွေကိုတဟဲတကယ်ပဟုပြုတဲ့အားလုံးပါဝင်မှုရှိတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု လုပ်ဖို့တောင်းဆိုလိုက်ပြီးဒီအစုအဖွဲ့ဟာတင်ကြေတာတွေအနေနဲ့အပေါ်ယံပါယုံမဟုတ်ဘဲဆုံးဖြတ်ချက်ချရမှာပါဝင်ရမှာဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာလက်နက်နဲ့ချမှတ်ပေးလို့မရသလိုအကြမ်းဖက်မှုနဲ့လည်းနှိမ့်သက်လို့မရပါဘူး။ မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးတရားမျှတမှုနဲ့ဒီမိုကရေစီအတွက်မတုံမလောက်ရည်တည်မှုကိုကဘာတိအောင်ပြသထားကြပါတယ်လို့ APHR ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကပြောပါရယ်မြန်မာပြည်သူတွေရဲ့ရုံးကန်လှုပ်ရှားမှုဟာကျမတို့ရဲ့ရုံးကန်လှုပ်ရှားမှုပဲဖြစ်ပြီးမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ဟာကျမတို့ရဲ့မျှော်လင့်ချက်ပဲဖြစ်တာကြောင့်အတူတကွစူးစမ်းပြီးဆောင်ရွက်သွားကြမယ်ဆိုရင်မြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ရရှိမြင့်မားလာမှာဖြစ်ပါတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်ရှင် ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အင်တော်မြို့နယ်မှာတရားမဝင်သက်ဆောင်လာတဲ့ပန်တာနီကိုးကောင်ကိုတန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှယာယီထိန်းသိမ်းစောင့်ရှောက်ထားတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းအင်တော်မြို့နယ်မြို့သားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေအတွင်းပန်တာနီကိုးကောင်ကိုတရားမဝင်သက်ဆောင်လာတဲ့မော်တော်ယာဉ်များအားပကဖရဲဘော်တွေကဖမ်းဆီးပြမိခဲ့ပြီးအင်တော်မြို့နယ်တန်ဇာတာစီမံအုပ်ချုပ်မှုအဖွဲ့ထံ အနှံခဲရဝင်ကြီးဌာနမှလိုအပ်တဲ့လမ်းညွှန်မှုများပေးပြီးယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အင်တော်မြို့နယ်အတွင်းစက်တင်ဘာလ14ရက်ကပန်တာနီ၉កောင်ကိုတရားမဝင်တက်ဆောင်လာတဲ့မော်တော်ယာဉ်တွေကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေကဖမ်းဆီးရမိခဲ့တာပါ။ ထိမ့်သိမ့်ထားရှိတဲ့ပန်ဒာနီခေါ်ကြောင်နီလေးများကိုတဘာဝအတိုင်းနေထိုင်ကြဆားရာကိုပြန်လည်ပို့ဆောင်ခြင်းကိုပန်ဒာနီနေရင်းဒေတာမှအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီးလုံခြုံစိတ်ချရတဲ့အခြေအနေရှိသည့်အခါဖြစ်စဉ်နဲ့ရေးယူဆောင်ရွက်မှုများကိုသတင်းထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ်။ လက်ရှိကာလမှာယခုပန်တာနီလေးများကဲ့သို့တောရင်တလေးဆန်များတမိုးထားထိမ့်သိမ်းဆောက်ရှောက်ခြင်းရင်းတို့ရဲ့နေရင်ဒေတာများကိုကာကွယ်ပေးခြင်းတရားဝင်ဖမ်းဆီးတည်ဆောက်မှုများတားဆီးခြင်းတို့ကိုလှုပ်ဆောင်ရန်အလိုမင်လိုအပ်နေရလို့ဆိုပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းပါဝင်တောင်တန်းဒေသတွေမှာနေထိုင်ကြဆားတဲ့ပန္နာနီခေါ်ကြောင့်နီလေးများဟာနိုင်ငံရဲ့မျိုးတုံးမဲ့အန္တရာယ်မှာကာကွယ်ရမယ့်တော်ရန်တလေးဆန်များအနေနဲ့လုံးဝကာကွယ်ထားတဲ့တော်ရန်တလေးဆန်စီးမှာပါဝင်ပြီး International Union for Conservation of Nature IUCN ရဲ့မျိုးတုံးရန်အန္တရာယ်ရှိနေသော မျိုးစိတ်များလည်းဖြစ်ပါတယ်။စက်တင်ဘာလ20ရက်ဟာ International Red Panda Day အပြည်ပြည်ဆိုင်ရာပန္ဒာနီထိန်းသိမ်းရေးနေ့ဖြစ်ပြီးပြည်သူများအနေနဲ့မြန်မာနိုင်ငံရဲ့အဖို့တန်ရှားပါမျိုးစိတ်ပန္ဒာနီလေးများကဲ့သို့ပင်တော်ရန်တိရစ္ဆာန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများမှာပူးပေါင်းပါဝင်ပေးကြဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေအောင်တော်လန်ရေးစိတ်ဓာတ်ကိုစုပ်ကိုင်ပြီးຫນွေဦးတော်လန်ရေးမှာမစုံမနဲ့ဆလတ်တိုက်ပွဲဝင်သွားဖို့တိုက်တွန်းခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ရွှေအောင်တော်လန်ရေးစိတ်ဓာတ်ကိုစုပ်ကိုင်ထားရင်ຫນွေဦးတော်လန်ရေးအောင်မြင်မှုအတွက်မစုံမနဲ့ဆလတ်တိုက်ပွဲဝင်သွားကြဖို့၂၀၀၀ခုရွှေအောင်တော်လန်ရေး၁၈နှစ်ပြည့်အထိမ့်မှတ်ဖြင့်တန်ခတ်တမကမန္တလေးကတိုက်တွန်းခဲ့ပါတယ်။ စတေမာ25ရက်ရှွာယောင်တော်လန်ရဲ့ဆက်ရှင်နေ့ပြည့်အခါတမင်ရမှာ2000ခုနှစ်ကတန်ဃာရော်ရီနဲ့ပြည်သူလူထုတို့ရဲ့ရဲဝံနဲ့စိတ်သက်ဆွလော့အနစ်နာခံမှုစီလုံးညီညွတ်ခဲ့မှုဟာအာနာရှင်စနစ်ရဲ့ဖိနှိပ်မှုများကိုစန့်ကျင်ရမှာမယိမ်းမယံယက်တီခဲ့တာကိုတက်တည်ပြခဲ့ရလို့ဆိုပါတယ်အခုလူယူတော်လန်ရေးဟာမြန်မာပြည်သူများရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုအတွက်ဆက်လက်တိုက်ပွဲဝင်နေကြတဲ့မိရှုတဆောင်တစ်ခုဖြစ်တယ်လို့ပြောပါရယ်။ရှွာယောင်တော်လန်ရေးရဲ့စိတ်ဓာတ်ဟာယုံကြည်ချက်နဲ့စီလုံးမှုကို ဆက်လက်လှုံ့ဆော်ပေးနေရဖြစ်ပြီးရွာရောင်စိတ်ဓာတ်ကိုစုပ်ကင်ထားရင်နှွေဦးတော်လိုင်းအောင်မြင်မှုအတွက်ဂရုပြုချက်များကိုပါထုတ်ပြန်လိုက်ပါတယ်။ရွှေရောင်တော်လိုင်းရေးမှာတန်ဃာတော်တွေနဲ့ပြည်သူများရဲ့ဆွလွန်နနာခံမှုများကိုအလဟတမဖြစ်စေရန်ဆရာနာရှင်စနစ်ကိုအဆုံးသတ်ပြီးဒီမိုကရေစီအစိုးရတည့်ရဲ့ထူထောင်နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့ဖော်ပြထားပါတယ်။မြမလူဖွဲ့စည်းကတန်ဃာတော်များရဲ့ခေဆက်ဆက်နိုင်ငံရေးရဦးဆောင်မှုကိုဂုဏ်ယူစွာဖြင့်ဆက်လက်ထိန်းသိမ်းက ြည်သူများနဲ့အတူတသားတဲ့ရက်တီသွားပါမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒါအပြင်ငင်းချမ်းရင်းနဲ့စီလုံးညီညွတ်ရေးကိုမြင့်တင်မှုအတွက်ရွှေရောင်တော်လန်ရေးကပြသခဲ့တဲ့စီလုံးညီညွတ်မှုကိုအခြေခံပြီးလူမျိုးဘာသာမခွဲခြားပဲပြည်သူတွေနဲ့အတူငင်းချမ်းစွာတော်လန်ရေးကိုဆက်လက်တည်ဆောက်သွားမယ်လို့လည်းကတိပြုထားပါတယ်။ချွာရောင်တော်လန်ရေးကိုကမ္ဘာတိုင်းဝမ်ကအားပေးထောက်ခံခဲ့တယ်လို့ယခုနေဦးတော်လန်ရေးမှလည်းနိုင်ငံတကာတိုင်းဝမ်ရဲ့ထိရောက်တဲ့ဖိအားပေးမှုနဲ့ပံ့ပိုးမှုများကို တောင်းဆိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်စရတင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမှာအကြံဖက်ဆေးအုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးကိုမရင်ကျင့်တက်ဖြတ်ခဲ့တဲ့ပုံကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းချောင်းသားတမကကတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအကြံဖက်ဆေးအုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကိုအရမချင်းတက်ဖြတ်က၃ဦးကိုလည်းတက်ဖြတ်ခဲ့တဲ့ပုံကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းချောင်းသားတမကကတောင်းဆိုကြောင်းထုတ်ပြန်ခဲ့ပါရဲ့။ ကျောင်းဝင်းမြို့နယ်နိုင်ခတ်ကြီးရွာမှာစတေမာလာ24ရက်နေ့နေ့လယ်ပိုင်းမှာအကြံဖတ်ဆေးအုပ်စုတပ်ဖွဲ့ဝင်တွေဟာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တဦးကိုအာရမကျင့်တပ်ဖြတ်ခဲ့ကတန်ဃာတပားပါဝင်တခြားရွာသား2ဦးစုစုပေါင်း၄ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုင်ခတ်ကြီးရွာမှာရွာလုံးကျွတ်နေပါဆစ်ဆောင်သွားပေမဲ့ကျမ်းမာရေးမကောင်းတဲ့ဆရာတော်ကိုပြုစုဖို့ကြံရစ်ခဲ့တဲ့တန်ဃာတော်တပားကိုအကြံဖတ်ဆေးအုပ်စုစစ်ကြောင်းကနေ့လယ်ပိုင်းမှာရွာထဲကိုဝင်ရောက်လာပြီးနောက်ပြစ်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်နီနာရှိလယ်ထဲမှာတင်းရှောင်နေတဲ့မိသားစု၃ဦးရဲကမိခင်ဖြစ်သူနဲ့တားငယ်ကိုနေရာမှာရင်ပြစ်တက်ခါအတမပြည့်သေးတဲ့တမိဖြစ်သူမိန်းကလေးကိုအာရမချင်းကတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုပြိမဲ့ပြည်သူတွေကိုဆေးရဆွမှုကျူးလွန်နေတဲ့အကြမ်းဖက်ဆဲအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တာမပြုဘဲအေးအေးယူပေးဖို့ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုတယ်လို့ဖော်ပြထားပါတယ်။ရှမ်းကြောင်းသားတမကကလည်းပြည်သူတွေကိုဆေးရဆွမှုတွေကျူးလွန်နေတဲ့ဆေးရဆွကောင်တွေကို ရရနည်းနဲ့အပြစ်ပေးရေးယူသွားနိုင်မှုကုညီသွားမယ်လို့ဖော်ပြထားပါတယ်ရှင်ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုံးစီကြီးရွာနဲ့တံပိုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့တီရာယုံုံဦးဆောင်တဲ့အကြံဖက်စစ်ကြောင်းကပြည်သူ၂ဦးကိုတပ်ဖြတ်ပြီးမြို့သမီး၇ဦးကိုအာရမကျင့်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းငင်းကြံခရိုင်တောင်သာမြို့နယ်အတွင်းကရုံးစီကြီးရွာနဲ့ တံပိုးကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့အကြမ်းဖက်တီရာမြို့မှူးဦးဆောင်တဲ့အကြမ်းဖက်စစ်ကြောင်းကဆနေရတာအတွင်မှာပြည်သူ၂ဦးကိုတပ်ဖြတ်ခဲ့ပြီးအမျိုးသမီး9ဦးကိုအာရမကျင့်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။အဲ့ဒီစစ်ကြောင်းမှာငင်းချံပြည်သူစစ်ကအကြမ်းဖက်တီရာမြို့မှူးအဖွဲ့နဲ့အကြမ်းဖက်မော်ဘီရဲတပ်ရင်း9ရဲရဲကွန်မန်ဒိုတွေပါပါပါတယ်။စတေမာလာ၁၀ရက်ကနေ၂၁ရက်အထိရုံးစီကြီးရွာနဲ့တံပိုးရွာတွေကိုဝင်တာ။ စစ်ကြောင်းဆောက်ဝင်ကလေးကကျေးရွာကအမျိုးသမီးတွေကိုမရင်ကျင့်တယ်။နေရင်တွေကိုမီးရှို့တယ်။နေရင်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေယူပါတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။ PPTV ကရရှိထားတဲ့အချက်အလက်တွေအရအကြပ်ဖတ်ဆေးအုပ်စုကအသက်မပြည့်သေးတဲ့16နှစ်အရွယ်အမျိုးသမီး2ဦး၊အသက်26နှစ်အရွယ်အမျိုးသမီး2ဦး၊အသက်28နှစ်အရွယ်အမျိုးသမီး1ဦး၊အသက်50အရွယ်အမျိုးသမီး1ဦးနဲ့အသက်52နှစ်အရွယ်အမျိုးသမီး1ဦးစုစုပေါင်းအမျိုးသမီး9ဦးကိုအာဏာပြုကျင့်ခဲ့တာပါ။ အကျန်းဖက်တီရာယူမုံဦးဆောင်တဲ့စစ်ကြောင်းကစက်တင်ဘာလ18ရက်ကနေ21ရက်အတွင်းရုံးစီကြီးရွာမြောက်ချိုင်းရက်အတွင်းကနေအိမ်22လုံးအလယ်ရက်အတွင်းကနေအိမ်16လုံးတောင်ရက်အတွင်းကနေအိမ်16လုံးမြောက်တော်ရိုးအတွင်းကနေအိမ်3လုံးနဲ့တန်ပိုရွာရွာမအတွင်းကနေအိမ်21လုံးစုစုပေါင်းနေအိမ်81လုံးကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီအကျန်းဖက်စစ်ကြောင်းကစက်တင်ဘာလ18ရက်နဲ့17ရက်တွင်မှာအသက်56နှစ်အရွယ် စိတ်ဝေဒနာခံစားနေရသူဦးတောင်ညွန့်နဲ့အသက်45နှစ်အရွယ်ဦးရဲတို့ကိုတပ်ဖြတ်ခဲ့ပါတယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြော့ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။